နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခါတင်ဆက်ပေးချင်တာလေးကတော့ဆရာခက်စော်ရေးသားထားတဲ့ဗဆန်နောက်ကြခဲ့တယ်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားကြဖို့မြတ်တရရခံပါရစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း Notification ခေါင်းလောင်းလေးကိုနှိပ်ထားကြဖို့မမေ့ပါနဲ့နော်။ဗဆန်နောက်ကြခဲ့တယ်။တပင့်ကြီးတွေကအုံဆိုင်မှုံပြပြ မိသက်ကြိုဆန်အစာအုပ်နဲ့ခေါင်းမိုးနေနေစရက်ကလေးရဲ့ဘေးမှာအသာကက်လျှောက်ခဲ့ပြီးလာခဲ့ရင်တော့ဟိုးနောက်ဖက်အဆုံဆုံးတက်ကြမှာအုတ်ကူအဟောင်းတွေကိုတွေ့ရလိမ့်မယ်။တန်လျင်မျိုးအမိုးနီတုတ်တန်ရဲ့အဲ့ဒီအုတ်ကူအဟောင်းတွေထဲမှာတေချာလေးလာကြည့်ရင်တော့ထူးခြားမှုတစ်ခုကိုတွေ့ရနိုင်ပါတယ်။ကြိုစားပြက်စားအညီအကျေးတက်စားအဲ့ဒီအုတ်ကူတွေထဲမှာထူးခြားမှုဆိုတာဗာများပါလိမ့်။အသေးအချာရှောက်ဝေလျင်တော့သူ့ရဲ့အုတ်ကူကိုတတိထားမိကြမှာပါ။ဘာဆန်နောက်ကြခဲ့တယ် တူတူကြကြအုတ်ကူပေါ်မှာဖောင်းကျွမ်းစလုံးနဲ့ရေထိုးထားတဲ့စာတန်းတစ်ခုဘားဆန်နောက်ကျခဲ့တယ်ဘားဆန်ဟာဘယ်သူလဲဘားဆန်ဘာရီနောက်ကျခဲ့ပါသလဲမောင်ဘားဆန်ဖခင်နမီဦးဆန်တူဖခင်အလောက်ကိုင်းကွယ်လွန်ပါမိခင်နမီဒေါခင်နှဲ့အမေကရောအမေလဲကွယ်လွန်ပါဆရာမရှေးဆောင်လုံငယ်လူရေချုံများရဲ့ຫນွေရသည့်အားလက်ရက်စကန်သွင်းတင်တဲ့အတွက် ကိုရင်အချက်လက်မှတ်နေတဲ့ဆရာမဟာသူ့ရှိမှလက်ပိုက်ရက်နေတဲ့မောင်ပါဆန်ကလေးကိုကြည့်ပြီးတပြင်းချလိုက်တယ်။မောင်ပါဆန်ကတော့ဆရာမရဲ့အကြည့်တွေကိုစူးစူးရဲရဲပဲတုံ့ပြန်လိုက်ပါတယ်။ဆရာမဘာဖြစ်တာလဲ။မင်းဆရာရှိတာဆက်မေးပါ။မောင်ပါဆန်ရဲ့ခက်တင်တင်အတန်။တားရဲ့အခုအုတ်ထင်းသူကဘယ်သူလဲ။အန်တီဆိုးပါ။တားဖေရဲ့အမ။အော်အဲ။တားຫນွေရသည်ကန့်အတွက်ဆိုရင်ဒီဖောင်ရဲ့အောက်ဆုံးမှာသူ့ခွင့်ပြုချက်လက်မှတ်လိုတဲ့တား။ ာဖသာလက်မှတ်ထိုးလို့မရဘူးလားဆရာမမရဘူးကွတာတို့ကမိဘအုပ်ထိန်မှုအောက်မှာရှိသေးတဲ့အရွယ်ဆိုတော့မိဘခွင့်ပြုချက်လိုတယ်ဟာတာမမိဘမရှိပါဘူးဆိုဘာဆန်မျက်လုံးစုံမိတ်ပြီးအော်လိုက်တဲ့အတန်ကတခန်းလုံးကကျောင်းသားတွေတင်မကအပြင်ဘက်ကဆရာများနားနေဆောင်လောက်ပါကြားရလောက်ပါတယ်ဆရာမလည်းလမ်းဖြတ်သွားတယ်အေးပါကွအေးပါဒါဆိုလဲမင်းတော်လက်မှတ်အဲ့ဒါကိုပြောတာပါအတော်လဲမရှိဘူးဆရာမ အတော်ကမြတ်သလွန်ဖျားပွဲစီမှာဈေးသွားရောက်နေဆရာမ။သူကဘယ်တော့ပြန်လာမှလဲ။တလားလောက်ကြာမှဆရာမ။ဟင်။ဒါဆိုတားအိမ်မှာဘသူနဲ့နေလဲ။တားတယောက်တည်းပဲနေတယ်။ဒေါ်ကြီးထားခဲ့တဲ့ပတ်စံရှိတယ်။ကိုဘသာထမင်းချက်စားတယ်။ကိုဘသာကြောင်းလာတယ်။အဲ့ဒီတော့ကိုဘသာတာဝန်ယူပြီးလက်မှတ်ထိုးလို့ရောမရဘူးလားဆရာမ။ဆရာမခင်ဗျာဘာပြန်ပြောရမှန်းပင်မသိတော့ချေ။ကျွန်တော်ဆယ်ရန်အောင်တဲ့အန်တီကြီး အညာပွဲစည်းတို့တက်ရန်အတွက်ငရဲကြောင့်များကိုဈေးနှုန်းအလိုက်ခွဲကြနေတဲ့အတော်ကြီးကတော့ဘာဆန်ရဲ့အနေအမြင့်မရှိတဲ့လေတံကိုနှစ်ပေါင်းများစွာအသားကျနေလေပြီ။ဂုံတုနှစ်ပါးသာပါတယ်။အေးအဲ့ဒီတော့သားပါတက်ချင်လဲ။ကျွန်တော်စာပေးစာယူပဲတက်မယ်။ကိုပဆန်ကိုရှာဖို့အလုံးလုံးတော့မယ်အန်တီကြီး။ငါနဲ့ဈေးလိုက်ရောင်းမလား။ဘာဆန်ထံမှမြည်သည့်အဖြေမှပြန်မလား။ဘာဆန်ဟာသူ့ရဲ့ကိုပိုင်အခန်းငယ်လေးတဲကိုရောက်တာနဲ့အိယာပေါ်လှဲချလိုက်တယ်။ မလဲတာကြလို့အောက်တိုးတိုးဖြစ်နေပြီဖြစ်တဲ့အေရခရဲ့အနံကတော့ဗဆန်အတွက်ရင်ပါနေပြီသားပြီးတော့သူကောင်းရင်ကဖက်လက်ဆာစာအုပ်ကိုကောက်လှန်လိုက်တယ်စာအုပ်ကောင်းစင်မှာရေးထားတာက မက်စ်ကွာတာအခြေခံသဘောတရားများဟေးဗဆန်ဗဆန်စာဖက်လက်ဆာနဲ့အိပ်ပျော်နေတဲ့ဗဆန်တယောက်တင်မောင်မောင်အတန်ကြောင့်နိုးလာတယ်တင်မောင်မောင်ဆိုတာကဗဆန်တို့ဘေးအိမ်ကဗဆန်အတော်အိမ်နဲ့တင်မောင်မောင်အိမ်ကတချံဝန်းထဲကိုနှစ်ပိုင်းခွဲထားတဲ့ခြံတွေ ခြံချင်းကတိတ်ကက်လွန်ပြီးမိသားစုချင်းလည်းရင်နေကြတဲ့အတွက်ခြံစည်းရိုးပင်ခံမထားဒိုစင်ကတန်လင်းမျိုးဆိုဒီမှာအေးချမ်းငိန်သက်တော်မျိုးကလေးတငယ်ချင်းအပေါင်းအသင်းနေလွန်တဲ့ဘာဆန်အတွက်တော့တင်မောင်မောင်ဟာတဦးတီးတော်နဲ့အခင်မရဆုံးကောင်းပဲဟဲ့အောင်ဘာဆန်မနေ့ပြန်ရန်ကုန်ဘက်ကူးရအောင်ကွာပပဝင်းယုံမှာဝင်းဦးကားတက်တင်နေတယ်ဟာမင်းကလည်းလိုက်ခဲ့ပါကွာ90တန်းအောင်လို့ဆိုပြီးမဟုတ်ဘူး100တောင်ရထားတာဆရာရုပ်ရှင်ကြည့်ပြီးရင်မျိုးတဲ့နင်းနေပါပါလိုက်ချဖို့ထိုးတာပေါ့ ပြီးတော့မင်းမဲဟိုတလောကပန်းစိုးတန်းကကိုရင်းငွေစီမှာစာအုပ်တုပ်ယူစရာရှိတယ်ဆိုလိုက်ခဲ့ပါကွာငါထောနေတော့အချိန်မို့ပါဘားဆန်ခေါင်းငိမ့်လိုက်တယ်ဟုတ်တာပေါ့ကိုရင်းငွေစီကိုတူသွားရအောင်မဲဘုံဝါရနဲ့ဗမာပြည်ဆိုတဲ့စာအုပ်အဟောင်းလေးတော့ကိုရင်းငွေစီကတူငားထားတာကိုရင်းငွေကလည်းလာယူဖို့ပြောထားသည်ကိုနောက်တနေ့နဲ့နဲ့7နှစ်ခွဲခွဲရုပ်ရှင်ပေးတာနဲ့သူတို့နှစ်ယောက်ကိုအင်းငွေစီရောက်သွားပါတယ်။ကိုအင်းငွေကရွှေကြည်အေးလက်ဖေးဆိုင်ရဲ့တောင်စပွဲမှာတယောက်တည်း ါဆန်နဲ့တင်မမလာဟေ့ခဏထိုင်အောင်ဘါဆန်မင်းပြောထားတဲ့စာကိုငါသွားယူလိုက်အောင်မယ်ဘါဆန်တို့စမူစာတယောက်တစ်ခုလပိတ်တယောက်တစ်ခွက်ဖြင့်ကိုရင်းငွေပြန်လာကိုထိုင်ဆောင်ကြတယ်ယော့ဘါဆန်မင်းဖတ်ချင်တဲ့စာကိုအော်ဒါနဲ့အခုပဲငါ့ကိုနဲ့တွေ့ခဲ့တာငါ့ကိုကပါတီယူနစ်ရုံးမှလေအဲ့ဒါပါတီယူနစ်ရုံးမှဆယ်တန်းအောင်မိသားတွေကလှဝပေးလို့လို့တဲ့တလအစိတ်ရမယ်အဲ့ဒါဘါဆန်နဲ့တင်မောင်မင်းတို့တွေကဘယ်သူလုပ်မလဲ ကျွန်တော်က R&D တက်မှာကိုရင်းဝင်။ဘာဆန်မင်းကရောအတော်ပဲကိုရင်းဝင်ရာကျွန်တော်လဲစာပေးစာယူတက်ရင်းနဲ့အလုပ်လုပ်ချင်နေတာနဲ့ဒါနဲ့ဗမာရုံးတက်ရမှာတော့မနေ့ပြန်ထက်လာခဲ့ကွာရုံးကတော့ပါတီရုံးချုပ်မှာပဲမင်းကြောင်းတက်လဲရန်ကုန်တက်ကတော့ပဲလေကွာအဆင်ပြေတာပေါ့နေလာတော့ပါတီရုံးချုပ်မှာကတ်နေလို့ရတာပဲရုံးအိတ်ရုံးစားပေါ့ Okay ဗျာဒီလိုဆိုဘာဆန်လဲအလုပ်ပါတခါတည်းရသွားပြီကဲကိုရင်းဝင်ပါလိုက်ခဲ့ဗျာကျွန်တော်တို့တရုတ်တန်းကလောက်စိန်ဟိုတယ်ကိုသွားကြမယ် နည်းနည်းပါးပါးချရတာပေါ့အဲ့ဒီနေ့မှာပဲဘဆန်ဟာအရက်ကိုစတော့ဖုခဲ့တယ်။လောက်စိန်ဘဲကင်နဲ့ရန်နှစ်ပတ်ရဲ့အရသာဟာဘဆန်ရဲ့အပြော်တွေကိုပုံမတော်ပါစေခဲ့ရဲ့။နောက်တရက်မှာတော့ကိုရင်းငွေကဘဆန်ကိုမြမဆိုရှယ်လေလမ်းစဉ်ပါတီ ရုံးချုပ်ကိုခေါ်သွားပြီးသူ့အကူနဲ့တွေ့ပေးတယ်။ဘဆန်ချက်ချင်းအလုပ်ရခဲ့တယ်။အဲ့ဒီအထိမ်းမှအတွက်နောက်တစ်ခါသူတို့သုံးယောက်သာတရုတ်တန်းကိုရောက်ခဲ့ပြန်တယ်။ဘဆန်ဟာပျော်ရွှင်လာတဲ့အခါအောင်မြင်တဲ့အခါ တောက်သုံးရမယ့်အရာဖြင့်အရက်ကိုအတိမတ်ပြုလာခဲ့ပြီပေါ့။ဘာဆန်ဖွဲရပြီးသုံးတဲ့အကြာမှာသူ့တော်ကြီးဆုံးသွားတယ်။ဘာဆန်ဟာလည်းလမ်းစဉ်ပါတီရုံးမှာအရာရှိငယ်တယောက်ဖြစ်လာခဲ့ပြီ။အတော်ဆုံးသွားတဲ့အခါဘာဆန်ဟာတဝူတီသောအမွေခံအဖြစ်နဲ့တန်လျင်မြို့မှာပြန်နေတယ်။အတော်ရဲ့ကြံရစ်တဲ့လက်ဝတ်လက်စားတွေကို ထုခွဲပြီးကားလေးတစ်စီးဝယ်တယ်။ရန်ကုန်ကိုရုံးတက်ရုံးပြန်စီးဖို့အတွက်ပေါ့။ငယ်တငယ်ချင်းတင်မောင်မောင်လည်းအိမ်ထောင်ကျသွားခဲ့ပြီ။ RND မပြီးလိုက်တဲ့တင်မောင်မောင်ဟာ တန်လျင်ဈေးထဲမှာစိုင်ဖွင့်ပြီးစီးပွားရေးသမားဖြစ်သွားခဲ့တယ်။ပါတီယူနစ်မှာအကောင်ဖြစ်နေတဲ့ပါဆန်နဲ့စီးပွားရေးသမားတင်မောင်မောင်တို့တငယ်ချင်းနှစ်ယောက်ဟာကိုင်းကျွန်းမီကျွန်းကိုင်းမီနဲ့နှစ်ဦးနှစ်ဖက်အကျိုးစီးပွားရှိမဲ့အလုပ်တွေအများကြီးတွဲလုပ်ကြတယ်။တွဲလုပ်ပြီးအောင်မြင်တဲ့အခါတိုင်းလဲသူတို့ဟာပလင်းလေးတွေထောင်ကြပေါ့။တဖြည်းဖြည်းနဲ့ကိုပါဆန်ဟာသူ့အိမ်မှာပလင်းထောင်နဲ့အစဉ်ဖြစ်လာပါတယ်။ကလေးနှစ်ယောက်ရလာပြီးဖြစ်တဲ့တင်မောင်မောင်ကလည်းအပြင်သိမ့်မထွက်ကြတော့ပဲသူတို့နှစ်ယောက်ညနေပိုင်းဆိုရင် ကိုပါဆန်အိမ်ဘက်မှာရေရွှေရေစားပွဲတည်ကြလေတယ်။တင်မောင်မောင်ဟာကိုပါဆန်အိမ်ကိုသွားတိုင်းတတိထာမိတာတခုရှိလာပါတယ်။ကိုပါဆန်အိမ်ကဖျားဆင်မှာပန်းရေရမ်းစီမီလုံးဝမရှိတာပဲ။ပါဆန်ရာအိမ်တော်မရှိတာလည်းမရှိတာပေါ့။ဖျားဆင်မှာတော့ပန်းလေးစုံလေးတော့တင်မဟာလူမြင်မကောင်းဘူးကွာ။မင်းအလုံးမအားလို့ဆိုရင်လေငါမိမဆိုးဆိုးခိုင်ကိုမနက်ပိုင်းလာလောက်ခိုင်းပြမယ်လေကွာ။မင်းအလုံးသွားနေတော့တော့ပေးခဲ့ပေါ့။နေပါစေကွာအလကအပူလုတ်တွေ ကိုလုံးမကိုရတာဖះဆိုတာလဲဒီပန်းတွေစီမီတွေကိုတာယာနေတာမှမဟုတ်တာ သူကကိလေသာပေးပြီးသားဆိုกว่าပိုတွေလုံးမနေနဲ့တောက်เสียရှိတာတောက်ခေအောင်ရုပ်ဝါရာစပြီးလွှမ်းမိုးခဲ့တဲ့ကိုပါဆန်ကို တင်မောင်မောင်ကဘာမှထပ်မပြောတော့ပါဒီလိုနဲ့နောက်ထပ်၃လနှစ်ကြာတဲ့အထိဘာဆန်နဲ့တင်မောင်မောင်တို့ရဲ့အရွယ်ဝိုင်းလေးဟာဆူဆူပြပြပါပဲတကူပဲရှိတယ်တင်မောင်မောင်ကသာညနေပိုင်းပဲတောက်တာဘာဆန်ကတော့မော်နင်းနှစ်ပတ်စီးဝါတက်ဆိုပြီးမော်နင်းလဲမော့ နေခင်းလဲမော့ညနေလဲမော့ပတ်ချလဲမော့ဖြစ်နေခဲ့ပြီတရက်မှာတော့တနိုင်ငံလုံးလှုပ်လှုပ်ရှားရှားတွေဖြစ်တဲ့နေ့ဘာဆန်လဲအလုံများလို့ရုံးမှာနှစ်ရက်ဆက်တိုင်ညအိတ်ခဲ့ရတယ်တန်လျင်ပြန်လာတဲ့နေ့မှာရန်ကုန်ကပါလာတဲ့ရန်ပလင်းလေးကိုဖောက်ပြီးတာနဲ့တင်မောင်မောင်ကိုလှမ်းအော်ခေါ်လိုက်တယ်တင်မောင်မောင်ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ရောက်လာတယ်မျက်နှာကမကောင်းဟိယဘာရီစိတ်ညစ်နေရလဲချမယ်လေကွာဒီမှာစားပြော့ကတလုံးရတာနဲ့ဆွဲလာတယ်ရန်ကွာရန် တင်မောင်မောင်မျက်နှာမကောင်းဘာစံငါတော့ခွေးဖြစ်ပြီကွာဟိုနေ့ကမှကုံဘိုးတွေရှင်းတာယာရန်တွေကြီးအခုငါစီမှာအဲ့ဒါတွေပုံနေပြီယာရန်တွေသိမ့်မယ်ဆိုတာမင်းနည်းနည်းမှသတင်းမရဘူးလားအခုတော့ငါမှကုံပြီကွာငါဘဝပြတ်ပြီကွာအဲ့ဒါတွေကမော်လမြိုင်ကကုံတွေတွေကိုငါပြန်ရှင်းရမှာကွာငါဘာလုပ်ရမလဲတငယ်ချင်းငါဘာလုပ်ရမလဲဘာစံဘာမှအကြံမပေးတတ်ဘာစံတက်တာကတော့တင်မောင်မောင်ရှိကဖန်ခွက်တဲ့အရဲငှဲ့ထည့်ပေးဖို့ပါပဲ။ အဲ့ဒီနေ့ညကသူတို့တော်တော်မူသွားကြတယ်။ဘာဆန်လည်းကလထိုင်မှာပဲအိပ်ပျော်သွားပြီးတင်းမောင်မောင်ဘဲချိန်ပြန်သွားမှန်းလည်းမသိတော့ပါ။မနက်၄နာရီထိုးလောက်မှာရေစာရာနဲ့ဘာဆန်နိုးလာပါတယ်။ရေတကြိုက်ကိုကုံအောင်တောက်ပြီးသေးကပေါက်ချင်လာပြန်ရော။မီးမောင်မောင်မှလက်နှိပ်တက်ပြီးရှာပြီးအိမ်တော်ဖေးကအင်သာစီကိုထွက်ခဲလိုက်တယ်။အင်သာစီထွက်လာရင်နဲ့တင်းမောင်မောင်တို့အိမ်ဘက်အချမ်းကတည့်ရပင်မှာမမဲအရာတခုကိုဘာဆန်တတိထားလိုက်မိတယ်။လက်နှိပ်တက်ပြီးနဲ့လှမ်းထိုးလိုက်တဲ့အခါမှာတော့ ဟာဟာဘာဆန်ဟာမျက်လုံးကြီးပြူပြီးဗဇက်ကလည်းအတန်အကျယ်ကြီးထွက်လာတယ်စစိုးခိုင်စစိုးခိုင်ရေဒီမှာတင်းမောင်မောင်တင်းမောင်မောင်အာလာကြပါဦးဘာဆန်အတန်ချောင်းဘေးအိမ်တွေနိုးလာကြတယ်တင်းမောင်မောင်မိမစစိုးခိုင်လည်းနိုးလာတယ်လက်နှိမ့်တံမီရောင်တွေဟာဘာဆန်ညွန်ပြရာစီတပြိုင်တည်းထိုးလိုက်ကြတဲ့အခါမှာတော့တရက်ပင်ကိုင်းပြားမှာလေပင်ကျိုးတန်းလန်းနဲ့တိတ်ဆုံနေတဲ့တင်မောင်မောင်အလောင်းကိုတွေးလိုက်ရတော့တာပါပဲ။ အဲ့ဒီနေ့ကစပြီးဘာဆန်ဟာညညအိတ်မပြောတော့ဘူးမျက်လုံးမိတ်တိုင်းကျိုးတန်းလန်းအောက်မှာရှာကြီးထွက်နေတဲ့သူ့အရင်နီးဆုံးတငယ်ချင်းတင်မောင်မောင်မျက်နှာကိုပဲမြင်နေပါဗါအိတ်ပြော်အောင်ရက်တွေဖိတော့လဲပဲမျက်စိမိတ်တိုင်းဒီမျက်နှာကြီးပဲသူမြင်နေတယ်အလုကခွင်းတလားယူပြီးအရက်တွေဖိတော့တယ်ဒါပေမဲ့ညအိတ်တိုင်းခိုးမျက်နှာကြီးကိုတော့သူမြင်စေပဲအရက်တော့တိုင်းလဲတင်မောင်မောင်ကိုတတိယစမြဲပဲကြာလာတဲ့အခါဘာဆန်အိတ်ရတယ်လဲပြီး ။တင်မောင်မောင်မိန်းမစိုးစိုးခိုင်နဲ့ကိုရင်းငွေတို့ရောက်လာပြီးဘားဆန်ကိုစေကန့်ပြဖို့ပြောပါတယ်။နောက်ဆုံးကိုရင်းငွေအစီအစဉ်နဲ့တရားလေးစိတ်ယောဂဆေးရုံမှာဘားဆန်ပြတယ်။ဆေးတွေပေးလိုက်ပြင်မဲ့ဘားဆန်ရဲ့ယောဂကမတက်တာ။မျက်စိမိတ်တိုင်းတင်မောင်မောင်အလောင်းကြီးပဲပေါ်ပေါ်လာနေပါတယ်။နောက်ထပ်စိတ်ယောဂအထူးကူဆရာဝန်ကြီးတယောက်စီမှထပ်ပြပြန်တယ်။ဒီတခါဆရာကြီးရဲ့ကုသဏီကတော့အစမ်း။ညအိမ်မရဘူးမလား။တင်းနဲ့သုံးလေးကိုတရအတိစိတ်သေးကနေရေးပြီးအိတ် အဲ့ဒီအခါဟိုမျက်နှာကြီးပေါ်လာရင်လည်းမကြောက်နဲ့တေချာစိုက်ကြည့်ပြီးမြင်တယ်မြင်တယ်လို့မှတ်သူကရှာကြီးထွက်နေတာဆိုရင်ရှာထွက်နေတယ်ရှာထွက်နေတယ်လို့စိတ်ထဲကမှတ်တင်းနဲ့သုံးလေးကိုလည်းမပြတ်စိတ်ထဲကမှတ်သွားအိပ်ပျော်သွားလိမ့်မယ်တရက်နှစ်ရက်အစမပြေခုနှစ်ရက်မြောက်နေ့မှာတော့ညနှစ်နာရီခန့်မှာဘားဆန်အိပ်ပျော်သွားတယ်နောက်တရက်ဆရာဝန်ကြီးထံသွားပြတယ်အကျိုးအကြောင်းပြောပြတယ်โอเคတိုးတက်လာပြီတင်းနဲ့သုံးလေးကိုဆက်မရည်နဲ့တော့ နာသီးဖျားမှအာယုံထားပြီးဝင်သက်ထွက်သက်ကိုလိုက်မှတ်ဟိုမျက်နှာကြီးထပ်ပေါ်လာလိမ့်မယ်မြင်တယ်မြင်တယ်လို့ပဲမှတ်ဘာဖြစ်ဖြစ်ဖြစ်လာတဲ့အပေါ်ဖြစ်တယ်လို့ပဲမှတ်တုံးလာလောက်ကြတော့ဘာဆန်အစဉ်ပြေးပြီးအိတ်မပြောတာပြောတာထက်ညာဘက်ဝင်သက်ထွက်သက်လေးမှတ်ပြီးနေရတဲ့အရာသာကိုဘာဆန်သိလာပါတယ်အစာပိုင်းလာများကတော့ညောင်းညာကြိုက်ခဲတာရှိပေမဲ့နောက်ပိုင်းအသာကျလာတယ်မောင်ဘာဆန်အခြေအနေကကောင်းသွားပါပြီ။ ဒါပေမဲ့ညာဘက်ကျရင်တော့ဝင်သက်ထွက်သက်မှတ်ပြီးတော့အိပ်ပြီးမှတ်မနေနဲ့ပြင်ပလင်လေးခွေထိုင်ပြီးမှတ်ဆရာလုပ်ပြမယ်။ဒေါက်တာကြီးကနှီးပြသည့်အပြင်ဝိပဿနာရှုနည်းစာအုပ်ကိုလည်းလက်ဆောင်ပေးလိုက်တယ်။ဒီတော့မှဘာဆန်ဟာသူ့ကိုဆရာကြီးပေးတဲ့နေ့ကဗုဒ္ဓဘာသာဝိပဿနာရှုမှတ်နည်းဆိုတာသိရတယ်။ဈေးပင်စင်တင်ပြီးတဲ့နောက်မှာတော့ဘာဆန်ဟာဆရာကြီးရဲ့အကူအညီနဲ့သိင်းကူဝိပဿနာတရားစခန်းတွေကိုဝင်နေခဲ့ပါပြီ။အရက်လဲပြတ်သွားပြီဖြစ်တဲ့ဘာဆန်ဟာ စိတ်ရဲ့ငြိမ်အေးခြင်းကိုရှာဖွေတတ်လာပါပြီ။ဒါပေမဲ့နှစ်ပေါင်းများစွာ အရက်ကိုနေရောညပါတောက်ခဲ့တဲ့သူ့ရဲ့အသေးကတော့ငြိမ်အေးခြင်းတွေနှိပ်ထိတန်ခဲ့ပါတယ်။အသေးကင်ဆာရောဂါဟာဗတ်ဆန်စီမှာကျွမ်းလောင်နေခဲ့ပါပြီ။ဆရာဝန်များလက်လျှော့ရတဲ့အချိန်မှာတော့တရားရဲ့အရာသာကိုပြောင်းမွေ့နေတဲ့မောင်ဘဆန်ဟာအရာရာကိုတည်ငြိမ်စွာရင်ဆိုင်ခဲ့ပါတယ်။အမိုးနီတုတ်တန်ကိုသွားပြီးသူသေးရင်သူ့အုပ်ကူမှာရေးမဲစာသားကိုတေးချစွာအပ်ခဲ့တယ်။ဘဆန်နောက်ကျခဲ့တယ်။ ခက်စော်အခုဖတ်ပြခဲ့တာကတော့ဆရာခက်စော်ရေးသားထားတဲ့ဗဆန်နောက်ကျခဲ့တဲ့ဆိုတဲ့ဝိတုတို့လေးပဲဖြစ်ပါတယ်ရှင်။ဒုတာရတာစာပေများကိုအပတ်စဉ်တက်ဆက်ပြီးမှဖြစ်လို့ Audio Box Channel လေးကိုလည်း Like ကန် Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ Audio Book လေးတွေနားထောင်ရင်ဘဝအမောတွေပြပြပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်။